ီလ20ရက်နေ့က MCC 1မှာကျွန်တော်မြန်မာ narrative တင်တန်ကနေပြီးတော့ဥစည်းမဆောင်လုပ်ပြီးကျင်းပသွားတဲ့2025အလွန်ဘူးဝင်ရုံးကဘာမှာမြန်မာနိုင်ငံရင်ဆိုင်ကြုံတွေ့ရပွဲရရှိတဲ့အလားလာနဲ့အခွင့်အလားများသုံးသပ်ဆွေးနွေးပွဲဆိုတာအဲ့ဒါလုပ်သွားတယ်ဗျ။ဟိုကျွန်တော်ကတော့အပြင်းရောက်နေလို့မတက်လိုက်ရပါဘူး။ဒါတော့လည်းကျွန်တော်ပြောင်းတဲ့အခါမှာအဲ့ဒီမှာသွားပြီးတော့ဟိုတက်ခဲ့တဲ့ကျွန်တော်ပါတီကလွတ်ဖော်ကံပဲတည်းရဲ့အပြည့်အချက်တွေရရော အဲ့ဒီမှာဆွေးနွေးသွားတဲ့နိုင်ငံကပညာရှင်တွေရဲ့ keynote speech တွေပေါ့ဒါတွေကျွန်တော်လေ့လာကြည့်တဲ့အရာရောအဲ့တော့ interview တွေဒါကျွန်တော်နားထောင်ကြည့်တဲ့အရာရော Indian က distinguished fellow တယောက်ကျွန်တော်နဲ့လာတွေ့တယ်လေငါကလည်းခင်တော့အဲ့သူရဲ့တုံ့တက်ချက်တွေအရာရောဒီဆွေးရအတော်ကောင်းတယ်ကျွန်တော်နိုင်ငံဘက်ကကြည့်2025အလွန်မှာရွေးကောက်ပွဲလည်းပြီးပဲဆိုရင်နိုင်ငံရေးရအဖြေပြောင်းခုချက်လာမယ်ဒီလိုဖြစ်မယ်တစ်ဖက်ကလည်းကဘာကြီးမှလည်းအဖြေပြောင်းနေရှိလာတယ်ကျွန်တော်ကဘိုက်ပိုလာစနစ်နဲ့ပြီးတော့နောက်ပိုင်းမှာ ဧကဝင်းယူစနစ်ပေါ့ယူနီပိုလာစနစ်ကိုပြောင်းတယ်အခုတခါမာတီပိုလာဝေါ်ပေါ့ဒီစနစ်ကိုပြောင်းလာတယ်အဲ့တော့သူပြည်အမေရိကန်သမ္မတဒေါ်နယ်ဂျီထရန့်လက်ထက်မှာပြောင်းလဲတွေဟာနိုင်ငံတွေပေါ့အချို့တရားမှုကြီးများစွာရှိတယ်အဲ့ဒီကဘာကြီးရဲ့အရွေ့တို့မြန်မာနိုင်ငံဘက်ကနိုင်ငံရေးအရွေ့ဒီတစ်ခုထိတ်တိတ်ဆုံးတဲ့ဆုံးမမှာဖြစ်လာမဲ့ကျွန်တော်နိုင်ငံတွေအခွင့်အမ်းတွေစိန်ခေါ်ချက်တွေကိုကြေကြေပြတ်ပြတ်ဆုံးဖြတ်တော့ကျွန်တော်ထင်တယ်သိကောင်းတဲ့ကိစ္စတွေကျွန်တော်တို့အတူစရာတွေပြည့်စရာတွေအများကြီးပဲထင်တယ်အကျွန်တော်ပြောချင်တာတော့ဒီ folder နဲ့ပတ်သက်ပြီးတော့ ကောင်းတယ်နောက်ပြီးတော့ဒါမျိုးတွေလုပ်ပေးဖို့လိုတယ်လို့ကျွန်တော်ကတော့အခုတည်းရခစားချက်နေလဲပြောချင်ပါတယ်နောက်တစ်ခုကဒါနဲ့ပဲဆက်ဆက်တယ်ဆိုရမလားနိုင်ငံတော်မှာခဏနိုင်ငံတော်ကဆောင်နေတဲ့လုပ်ငန်းစဉ်တွေကိုတတိယအင်အားစုတွေကဝင်ကူတဲ့အနေနဲ့ညီညွတ်လုပ်ငန်းစဉ်တွေပေါ်နေအောင်လုပ်အခုဒီနေ့ကနေပြီးတော့26ရက်နေ့ထိပေါ့ကျွန်တော်ညီညွတ်မှုဖော်ဆောင်ရေးဗဟိုဌာနမှာကျွန်တော်ဒီနိုင်ငံပါတီရဲ့ကိုယ်စားလှယ်တွေ EAW ကိုယ်စားလှယ်တွေအခြားသောအပြစ်ပအလေးလာသူတွေစသည်ဖြင့်ဒါတွေနဲ့ကျွန်တော်တို့ peace talk ညီညွတ်စကားပိုင်းတစ်ခုစပြီးလုပ်တယ် ကျွန်တော်ဒီနေရာမှာကျွန်တော်ကဘာလို့တွတ်တွေ့မိလဲဆိုတော့ကျွန်တော်ပြည်တော်စုဝင်ကြီးဘွားတော်ကကျွန်တော်ကိုယ်တိုင်လည်းညီငယ်လုံငန်းစင်တွေမှာထဲထဲဝင်ဝင်တာဝန်ယူခဲ့ပူပါတယ်ကျွန်တော်ကတော့အဲ့တုန်းက KNU အဖွဲ့အစည်းနဲ့စည်းစံညီညွတ်ရေးကိုကျွန်တော်ကတာဝန်ယူရတဲ့လူဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ဆွေးနွေးလာတဲ့ဆွေးနွေးများတစ်လျှောက်လုံးမှာတော့တိုင်းသားနဲ့နိုင်ငံအဖွဲ့အစည်းတွေရောနိုင်ငံတော်တွားကျင်နေတဲ့ Federal ပုံစံဝင်ဘလို့ကောက်တဲ့ပုံမဲ Federal အတွက်အဟန်တားတွေကဘာတွေလဲဒါကိုကျွန်တော်ဖြည့်ရှင်းဖို့စူးစမ်းကြကြတယ်တိုးတော်လည်းပဲကျွန်တော်2023ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာ ရှာခဲ့တဲ့1027တော်တော်ဆက်စီရေးပေါ့ကြာဝင်စစ်ဆေးမှုတွေကြောင့်၃လောက်ကျတော့ဒီဆက်စီပြီးသွားတယ်။နောက်၆လောက်ကျတော့2024ခုနှစ်ဇွန်လ20ရက်နေ့မှာ1027ဒုတိယလိုက်စုစဖြစ်တယ်။ပြီးတော့ဒါငြိမ်သက်နေပြီ။နောက်ဆက်စီအချိန်တွေကတော့ခင်ဗျားတို့အားလုံးဟိုတီမီဖြစ်နေမှာထင်ပါတယ်။အဲ့ဒီကာလမှာအထူးသဖြင့်ပေါ့မြောက်ဘက်မာမီသုံးဘော်လို့ခေါ်တဲ့ MNDA တို့ TNL တို့ A တို့ဒီသဘောထားတွေက Federal ဘက်ကိုတွားနေတဲ့သဘောထားတွေဟုတ်ကဲ့လား။ သူတို့ခေတ္တချေဥချေကုန်ယူထားတဲ့နေရာတွေမှာလူမျိုးမတူတဲ့လူတွေကိုနေခွင့်မပေးဘူးနေလွတ်တယ်။ဘာသာမတူရင်နှိမ့်ဆက်ညှဉ်းပန်းတယ်။သူပြင်ထေရဝါဒဘုရားဘာသာဘုရားကျောင်းကသာသနာဝန်ထမ်းတွေကိုအန္တရာယ်ပြုတယ်။နောက်နိုင်ငံရဲ့နိုင်ငံသားဖြစ်စစ်စစ်ထားတဲ့လုပ်ငန်းတွေကိုဖျက်ဆီးတယ်။ဆိုတာဖက်ဒရယ်ဟုတ်ကဲ့လား။သူတောင်းဆိုနေတဲ့ဖက်ဒရယ်ကိုတွားနေတာဟုတ်ကဲ့လား။တချို့အချက်ပက်ကောင်းဆောင်တွေကပြောနေတာတွေက confederate သိမ်းဆန်နေတယ်။တချို့ကလည်းခွဲထွက်ရေးစနစ်ရည်ရွယ်ပြီးတော့ပြောတာတွေပါနေတယ်။ ဲ့တော့ငင်းငိုင်းလုပ်ငန်းတွေကိုချင့်ကပ်တဲ့ခါမှာကျွန်တော်ကပြောင်းလဲနေတဲ့အကြပ်ဖက်တောင်းကျမ်းသူတွေရဲ့သဘောထားပေါ်မူတည်ပြီးတော့လဲလိုအပ်တယ်လို့ပြင်ပြင်ပြောင်းလဲဆွေးနွေးဖို့လိုမယ်လို့ကျွန်တော်ဒီလိုလေးတွားပြီးတော့မြင်ပါတယ်ဗျငင်းငိုင်းရနိုင်ငံမှာရည်ကြည်ပါတယ်နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေအထူးသဖြင့်ကျွန်တော်နိုင်ငံလုံးနိုင်ငံမျိုးဖွံ့ဖြိုးတိုးတက်မှုတွေအဓိကရှိရနေခါနေတဲ့အဟန္တာဒီတဲ့နိုင်ငံပြည်ပခါပဲတဲ့နိုင်ငံပြည်ပခါကျွန်တော်နိုင်ငံအတွက်နော်အပြည့်အစုံရှင်းလင်းရမယ့်ကိစ္စတစ်ခုဖြစ်တယ်။ဒါကြောင့်ကျွန်တော်စဉ်းစားမိတာလေးကိုကျွန်တော်ဟို တုံးတက်တပြားချင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ကြီးစုအားပေးခဲ့ကြတဲ့တူတူယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်စိတ်ဤချမ်းသာခြင်းကိုဤကျမချင်းနဲ့ပြည့်စုံကြပါစေမြန်မာပြည်အမြန်ငြိမ်းချမ်းပါစေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေ